အဓိကယူရွယ်ချက်ကတိုင်းပြည်အေးချမ်းဖို့ပြည်သူတွေအေးအေးဆေးဆေးနေရဖို့ငါတို့ယူရဲချက်ကအဲ့ဒါပဲကြံတာတွေဘာမှမျော်လို့မနေဘူးရှင်းလားအလှခံမစားဘူးထောက်ဖို့လည်းမလုပ်ဘူးထောက်ပဲ့လည်းမလုပ်ဘူးငါဘေးရင်ဟောပြီးကိုချလောက်ပေါ်ကိုရက်ပြီးတော့ကိုထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာ နော်တိအောင်လုပ်ပြီးမှပြောကြားလားနင်တို့လိုနှစ်ပဲ၆ပြရပြီးတော့နင်တို့လိုက်ဘူးမသိကိုမသိလိုက်ဟောင်းနေတဲ့ထက်မှငါမပါဘူး နော်နင်တို့ကတော့ဟောင်းနေတာနင်တို့ကငါစေတနာနဲ့ပြောတာနင်တို့ဖေမင်းအောင်လိုက်လုံနေရမကောင်းဘူးဆိုတာနင်တို့သိတယ်လွတ်အောင်ယုံရင်ကိုယ့်ဘာကိုယုံငါတို့ဘက်ကိုမပါလို့နင်တို့အပြစ်မပြောဘူး NUG ဖြီမှာမဝင်လို့လည်းနင်တို့အပြစ်မပြောဘူးလူကကိုကြိုက်တာကိုလောက်ခွင့်ရှိတယ်။ဒါပေမဲ့မကောင်းမှန်းသိလို့ရှိရင်အဲ့ဒီမကောင်းတဲ့လက်အောင်မှာမနေနဲ့ကိုဘွားကိုလွတ်အောင်ယုံကြ။အဲ့ဒီအတွက်ကိုအုံနောက်ကလေးတော့ငါ့ဟိုပဲဆဲမနေနဲ့ ချားလာကဲနေတာသူတို့ကဲနေလို့သူတို့လာဆဲတဲ့အချိန်မှာသူတို့ကိုနားဝင်အောင်ပြောရတာအာပေါ့နေနော်နင်တို့ငါရှိမှလာဆဲတာလေနော်နင်တို့ဒီလိုလေးပြောလိုက်လို့နင်တို့အတီတရားရှိပြီနင်တို့နင်တို့ကိုယ့်ဘဝလေးကိုလွတ်အောင်ယုံပြီးတော့နင်တို့အေးဆေးနေသွားတယ်ဆိုရင်ငါလည်းစိတ်ချမ်းသာတယ်နင်တို့အသက်တွေခွေးသေးဝက်သေးမသေးတော့ဘူး ြည်သူတွေကလည်းနင်တို့အဲ့ဒီလိုနေတယ်ဆိုလို့ရှိရင်နင်တို့တစ်ချိန်ကြရင်ချစ်မှာပဲအခုချိန်ကတော့ပြည်သူကနင်တို့ခွေမစင်ထက်ယုံနေအောင်မှာပဲနော်အဲ့ဒီတော့နင်တို့မှရွေးချယ်စရာလမ်းမရှိဘူးမရှိတော့နင်တို့ကတေမထူးနေမထူးတွေဖြစ်နေပြီးတော့နင်တို့ကဘောတွေမနေတာအဲ့တော့ဘောတွေကြာပဲမနေနင်တို့ရဲ့လွတ်ရလမ်းအဲ့ဒီလိုလှုပ်လို့ရတယ်အဲ့ဒီလိုလှုပ်နော်နင်တို့ဝင်နှန်းဆိုရင်နေဆက်လဲသွားလို့မရဘူးခရီးသွားလို့ရှင်အောင်နင်တို့စစ်စစ်များတယ်အဲ့ဒီတော့တကယ်လို့ကိုသွားခြင်းတဲ့နေရာဆိုခိုးလိုက်ရနေမှာလာအောင်လို့လောက်ပြီးသူများနိုင်ငံမှာ ပယံမဲလှုပ်လို့ဟုတ်လားမင်းကလေးဆိုလဲအိမ်ပေါ်ပဲလှုပ်လို့အိမ်ပေါ်ဆိုရင်ဒီမှာတသိန်းသသောင်းရတယ်ပယံလှုပ်တယ်ဆိုလို့ရှိရင်အနည်းဆုံးခြေကလာတာထိုင်းမှာဆိုလို့ရှိရင်350 380ရတယ်ဒါဝင်ဝင်ချင်းရတာအဲ့ဒါဆိုပဲနင်တို့စားလို့တောက်လို့ရတယ်နင်တို့ဘဝလေးကောင်းမွန်ရက်တည်ပြီးနေနော်ဘောကြီးကပဲတိမ်မထူးနေမထူးဖြစ်ဖြစ်အဲ့ဒီဘောကြီးကပဲမအမနေတဲ့နော်တိုင်းပြည်ကကောင်းပါ မြန်မာနိုင်ငံအချိန်နေကောင်းမှနင်တို့အာနာရှင်ကကြဆုံးမှမင်းအောင်လည်းတေချာပေါက်ကြဆုံးမှအဲ့ဒါနင်တို့မှဟိုပေါင်လဲပြေကက်လို့မရဘူးဟိုလက်စီလဲပြေကက်လို့မရဘူးနင်တို့ဈားရရဒုက္ခရောက်မယ်နော်ငါ့ကိုဆဲငါ့ကိုကြပဲဆဲမင်းနဲ့အုံနောက်ကလေးတော့နော်ကိုဘွားလေးကိုကောင်းကောင်းကိုမိသားစုလေးလွတ်အောင်လို့ရုံးဖို့စဉ်းစားကြလား နင်တို့ကတိမ်မထူးနေမထူးတွေငါတို့ပြည်သူကဟာအကောင်းမမြင်ပါဘူးဆိုတိမ်မထူးနေမထူးကိုကိုကလူဆိုတာမှတ်တာအသက်ရှိနေတဲ့၍ကိုမကောင်းလို့ရှင်ပြက်စင်ပြက်စင်ပြင်ခနာတဲ့နော်ကိုအရင်တော့ကမကောင်းခဲ့တာတော့မေ့ပြီးတော့စိတ်ကောင်းနှလုံးကောင်းဒီနေ့မွေးရင်ဒီနေ့အဲ့ဒီလူကလူကောင်းပဲနော်အဲ့ဒါကြောင့်မလို့ငါတို့ဘက်မှာလည်းနေမရက်ချင်ဘူးငါတို့အပြစ်မပြောဘူးအန်ယူဂျီဘက်ကိုလည်းမဝင်ချင်ဘူးအပြစ်မပြောဘူးကိုယ့်ဟာကိုလွတ်အောင်ယုံ ကိုယ့်အကိုလွတ်အောင်ယုံမင်းအောင်လိုက်လက်အောင်မနေနဲ့ဒါကိုပြောတာကိုယ့်အကိုလူသားဆန်ဆန်ဖြစ်အောင်နေလိုက်နော်ဟုတ်ပြီလားအဲ့ဒါဆိုလို့ရှိရင်ပြည်သူကနေလို့ကြာရင်နေလို့ဟွာဖြစ်သွားမှာပဲနော်အမြင်မျိုးပြောင်းသွားမှာပဲနော်အဲ့ဒါကိုတေမထူးနေမထူးလောက်ပြီးတော့တွေ့ရအောင်ဘနေတို့ကပြောမှဆိုစိတ်ချင်းပေါက်နေတဲ့လူတွေဘောမာတွေတော်တော်များများစိတ်ချင်းပေါက်နေတာဒါတော့မှအသိဉာဏ်ရှိတဲ့လူပဲပါတယ်အသိဉာဏ်မရှိတဲ့လူကလုံးဝမသိတော့သူတို့ဘောမာဘူးပဲသိတယ်သူတို့ဘလို့သေးသေးသေးချင်းဆုံးနဲ့သေးသေးသူတို့မသိဘူး အသိဉာဏ်ရှိတဲ့လူတွေဆိုရင်မှတ်သွားစိတ်ချင်ပေါက်ပြီးတော့မယူရဲမဆန်နဲ့လူဆိုတာပြက်စင် ပြက်လို့ရှိရင်ခဏပြင်လို့ရှိရင်ခဏပဲမကောင်းတဲ့စိတ်ကိုပြင်လိုက်ငါတို့ဒီလိုလုပ်နေတာဒီအာနာရှင်ကိုငါတို့ထောက်ခံနေတာမကောင်းဘူးမကောင်းဘူးဆိုတာကိုစသတဲ့အချိန်မှာစပြီးတော့ပြင်နိုင်တဲ့လူကအဲ့ဒါလူကောင်းပဲအဲ့ဒီလိုနတို့လူသားဆောင် နေကြပါနော်ငါအောက်ကြီးမှာပဲနင်တို့ဆဲမနေနဲ့ငါဘာဖြစ်မသွားဘူးနင်တို့ဆဲလဲငါအလုံးလဲမရောရက်လဲမရော အေးဆေးပဲနော်နင်တို့ပြောသလိုငါနီလည်းမပိတ်ဘူးစိမ်လည်းမပိတ်ဘူးငါယူရချက်ကနှစ်ချက်ပဲရှိတယ်မြမပြီးငိမ့်ညမ်းဖို့ပြည်သူတွေအေးဆေးဆေးနေရဖို့တန်းတူညီများရှိဖို့ဒါတွေပဲငါစိတ်ဝင်စားတယ်ကျန်တာဘာမှစိတ်ဝင်စားဘူးရှင်းလားငါတို့ကအချိန်တန်ကြရင်ကိုယ့်အလို့ကိုယ်လုံးမဲ့လူတွေနော်အချိန်ငါကိုယ်တော့ကလည်းကိုယ့်ချလောက်ပေါ်ကိုရက်နေရအချိန်တန်ကြလည်းကိုယ့်ချလောက်ပေါ်ကိုရက်ပြီးကိုယ့်အလို့ကိုယ်လုံးမဲ့လူတွေကြပဲမင်္ဂလာပါရှင်နော် အဲ့ဒါငါအောက်မှာပဲနင်တို့လာဆဲမနေနဲ့ကိုကိုကိုလွေလန်းရွေးနော်အဲ့ဒါနင်တို့ဘသူမှလမ်းကြောင်းပေးမဲ့လို့မရှိဘူးငါလမ်းကြောင်းပေးတာဆရာမပြောတော့လွယ်တယ်ကျွန်တော်တို့ဘလို့သွားမလဲအဲ့ဒါလည်းသိကျင်နေဆိုရင်ဒီအောက်ထဲမှာဘီလိုဖိုင်တေးပေးထားတဲ့တေချာကြည့်မိသားစုတွေရှိတယ်ကျွန်တော်တို့ဘလို့သွားမလဲဘလို့သွားမလဲဆိုတော့တေချာချာတေးပေးထားတဲ့ဒီထဲမှာဘီလိုဖိုင်ရှိတယ်ဝင်ကြည့်နော်မိအောင်လိုက်လက်ကလွတ်အောင်ယုံကြဆိုတဲ့ဘီလိုဖိုင်လို့ဝင်ကြည့်လိုက် နော်နောက်ကမိသားစုတွေရှိရယ်အစဉ်ပတ်စံရှိတဲ့လူကကြတော့နင်တို့ပတ်စံရှိရှိမရှိရှိနင်တို့တက်မတော်သားတွေမှန်တယ်ဝန်ထမ်းတွေမှန်တယ်ဆိုနင်တို့ခရီးသွားလို့မရဘူးခရီးသွားလို့မရတာဘလို့သွားလို့မရလဲပြပောက်ကိုထွက်လို့မရတာဒီသရားခိုင်ကလေးမှာဘယ်နင်တို့အရန်စစ်တယ်အဲ့တော့နင်တို့အောက်လန်းနီးနဲ့လာဖို့ပဲစဉ်းစားဘယ်နိုင်ငံကိုသွားသွားအောက်လန်းနီးနဲ့သွားဖို့ရောက်ဖို့စဉ်းစားရောက်ပြီဆိုတာနဲ့ငါတို့တက်မတော်သားဆိုလို့ရှိရင်လည်းနင်တို့တက်မတော်ထဲမှာနင်တို့ရှိခဲ့တဲ့စိတ်ပုတ်စိတ်ယုတ်တို့မြန်မာပြည်မှာထားခဲ့လိုက်တော့ မင်းအွန်လိုင်းနားမှာထားခဲ့လိုက်တော့ဒီဘက်မှာတယ်မလာခဲ့နဲ့တယ်မလာပဲနဲ့နင်တို့ကတန်မှန်လူတယောက်အနေနဲ့နေလိုက်ရင်နင်တို့ဘယ်ပြည်ပနိုင်ငံကိုပဲသွားသွားအဲ့ဒီနိုင်ငံတိုင်းမှာမြန်မာနိုင်ငံသားတွေရှိတယ်ထမင်းတက်နဲ့တော့မငတ်ဘူးငါအာမခံတယ်မြန်မာပြည်သားတွေကအဲ့လောက်ကြီးထီကိုစိတ်သက်မအောက်တမ်းမကြောက်ဘူးနော်နင်တို့မှနင်တို့ရဲ့အဲ့ဒီကြုံစိတ်တွေကိုပြင်ခဲ့နော်ရိုးရိုးသူအဲ့လိုသွားဆိုပြီးတော့ပြည်သူတွေရှိရပတ်စံတွေခိုးမလာနဲ့ဦးเนาะအရင်ဆုံးကိုယ့်လက်ထက်မှာပတ်စံရှိအောင်လုပ် နော်ဒီထိုင်းကိုတက်မယ်ဆိုလို့ရှိရင်အ ਨੇ စုံမကုတ်ကုန်မှုဆိုလို့ရှိရင်နင်တို့မြန်မာငွေ15သိန်း30လောက်ကုန်ပါပဲနော်ဒါအောက်လန်းနီးနဲ့လာရင်ပြောတာနော်အဲ့ဒါဆိုလို့ရှိရင်နီးစက်တာနဲ့ပို့ပြီးလာတယ်နင်တို့အစစ်စစ်လဲကင်းကျင်တယ်ဆိုအဲ့ဒီအောက်လန်းနီးတနည်းပဲရှိတယ်ဒီရောက်လို့ရှိလို့ရှင်အေးစစ်စစ်နေအရင်တော့ကိုမယူရတဲ့ဆန်ခဲ့တဲ့ဟာတွေခိုးခြင်းနဲ့ဓမြတိုက်ခြင်းနဲ့မကောင်းတဲ့စိတ်ဓာတ်တွေကုန်ထားခဲ့ဒီရောက်တာနဲ့ရတဲ့အလုပ်ကိုဝင်လို့ တက်မတော်သားတွေဆိုအလုံးလုံးနိုင်ပါတယ်အလုံးကျန်းလုံးနိုင်တယ်เนาะအဲ့ဒါကြောင့်မို့ဒီမှာပယံဝင်လောက်တော့မှ350နင်တို့ပြေးမလို့ဘူးเนาะ350ရတယ်ဆိုနင်တို့အိမ်ကန်းလာက50ထားစားဖို့တောက်ဖို့ကနင်တို့100လောက်ထား200လောက်ကောင်းကောင်းစုလို့ရတယ်เนาะနင်တို့စစ်ခွေးလို့လဲပြည်သူကဆဲတာနင်တို့အကင်းသွားမယ်နင်တို့လည်းနေလို့ထိုင်လို့ရမယ်အကူစိုကင်းတယ်အမှတ်ထားစခွေးလို့ပြည်သူကပြောနေတာနင်တို့မင်းအောင်လိုက်လက်အောက်မှာတာဝန်ထမ်းဆောင်ပြီးပြည်သူကိုတတ်နေသူရဲ့နင်တို့ကစစ်ခွေး အဲ့ဒီနေ့ထီနေတော့စစ်ခွေးအဲ့ဒီမင်းအောင်လိုင်းလက်ကနေမှလို့အောင်ယုံပြီးတော့ကိုပါကိုကိုချလောက်ပေါ်ကိုရက်ပြီးတော့ပြည်သူကိုလုံးဝမတတ်တော့ဘူးဆိုတဲ့နေရာစာပြီးနင်တို့ကစစ်ခွေးမဟုတ်တော့ဘူးနင်တို့ကလူဖြစ်သွားပြီနော်အဲ့ဒါမှတ်ထားဟုတ်ပြီလားကိုဘဝကိုကိုကောင်းအောင်ပြင်ရတယ်အသက်ကိုညံဆောင်တာတဲ့အသက်ကိုကန်ဆောင်တာမဟုတ်အသက်ကိုညံဆောင်တာနော်အုံနောက်ရှိတဲ့လူတွေဆိုရင်မှားနေတာ ው လည်းသိတယ် မှန်နေတာကိုလည်းသိတယ်ဆိုရင်နင်တို့ကပြောမှဆိုစိတ်ချင်းပေါက်တာနင်တို့စစ်ခွေးစစ်ခွေးနဲ့ပြည်သူကခေါ်တော့နင်တို့ကငါတို့ယုံလို့မရလဲမထူပါဘူးကွာအန်ယူကြီးလားကိုလည်းငါတို့မသွားချင်ဘူးကွာဆိုနင်တို့ကမယူရဲ့ဆံပြီးတေးသေးကြေးကြေးဆိုနင်တို့ကမယူရဲ့ဆံပြီးဆက်မိုက်နေတာအဲ့ဒါကို အခုချိန်မှာငါလိုက်ကိုကြိလိုက်တဲ့ချိန်မှာနင်တို့မြင်လိုက်ပြီဆိုရင်အဲ့ဒီမယူရဲ့ဆန်နေတဲ့ဟာကိုလုံးဝရက်တန်လိုက်ရက်တန်ပြီးတော့ငါတို့ဘဝတွေဘလို့ကောင်းအောင် လုပ်မလဲဆိုတဲ့ဟာကိုစဉ်းစားလိုက်စဉ်းစားပြီးတော့လူဆိုတာပြက်ပြက်တုံးခဏပဲပြင်လိုက်လို့ရှိရင်ကောင်းကောင်းနေကောင်းကောင်းဖြစ်တာပဲเนาะအချိန်တော့ယူရတာပေါ့ နော်အဲ့ဒီသရာကူးတဲ့ဂိတ်မှာဆိုရင်နင်တို့ဓာတ်ပုံစကန်ရလိုက်တာနင်တို့နာမည်ပေးလိုက်တာနဲ့အဲ့ဒီမှာနင်တို့ကဝင်နှန်းဆိုရင်ကိုပိုင်နာမည်နဲ့ဘယ်ဝင်နှန်းဌာနဆိုရင်ချက်ချင်းသွားပေါ်လာအဲ့ဒါကြောင့်နင်တို့ငါကိုချင်းစားတယ်နင်တို့အဲ့ဒီလိုပေါ်တင်လိုက်ရပြေးလို့မရအောင်အဲ့တော့အောက်လန်းနီးနဲ့ပြေးအဲ့တော့ဒီထိုင်းနိုင်ငံကိုလာလာတခြားနေရာကိုသွားသွားတကယ်လို့သွားကျင်နေဆိုကိုကချိမ့်ဆက်မယ်ဆိုရင်ဒီထိုင်းနိုင်ငံမှာလဲဝဲစားတွေအများကြီးကြေးစားတွေအများကြီး လိုင်းပေါ်မှာ70 degree 70 degree မယုံနဲ့နင်တို့ဓာတ်ပုံလို့ဗယံပဓာရိုက်ပြီးလိုင်းပေါ်တင်မဲ့လူလို့မယုံနဲ့ကိုကစီရီယံလောက်လာတဲ့ဆိုလို့ရှိရင်ကိုပုံလိုင်းပေါ်မှာပွားလို့မရဘူးအဲ့ဒီလိုလူမျိုးတို့မပတ်သက်နဲ့စိတ်ချရတဲ့လူတွေရှိမှအကူညီတောင်းနားလဲလူရှိမှတောင်းပြီးတော့မှကိုဘွားကိုကောင်းအောင်နေဒီရောက်လို့ရှင်လို့ရှင်ရင်နင်တို့စီအိုင်စာပထမဦးဆုံးဗတ်မရိုက်ဖဲနဲ့ဒီတိုင်းလေးပဲဒီထိုင်းနိုင်ငံမှာလေ ဗတ်မရိုက်ဖ ೇನೆ နေတဲ့မြန်မာနိုင်ငံသားတွေအများကြီးပဲနင်တို့လည်းခဏလေးအစိုးရရိုက်မပေးတဲ့နေမှာခဏလေးမှီးနေလိုက်သူတို့အစိုးရရိုက်ပေးတဲ့အချိန်မှာတော့ချက်ချင်းရိုက်ရိုက်ပြီးဆိုကိုကတရားဝင်လုံသမားဖြစ်သွားပြီနော်အဲ့တော့တရားဝင်လုံသမားအတွက်စီရိုက်ရမလို့မလို့ဘူးဘာလို့မလို့လဲဆိုကိုကဘဲမှမသွားစရာမရှိဘူးဒီလုပ်ငန်းထဲပဲနေမယ်ဆိုလို့ရှိရင်ဒီဘက်နဲ့ဒီပန်းအောင်ဘက်နဲ့ပန်းအောင်ကနဲ့ဒီဘက်နဲ့ဒီလုပ်ထဲမှာပဲနေမယ်ဒီမှာပဲကိုကဟိုကပြမဲ့ဆိုနေလို့ရတယ်နော်အဲ့ကြတော့အဲ့ဒီဘက်ရိုက်တဲ့နေရာကိုလည်းငါအကြံပေးမယ် ဘိုက်ရိုက်လို့ရှိရင်နင်တို့ရဲ့မွေးနေအမှတ်ပုံနေအမှန်ကိုမထုတ်ပြတော့နဲ့မထုတ်ပြစရာမလိုဘူးနော်မွေးနေအမှတ်ပုံနေအမှန်ကိုနာမည်လေးတွေတလုံးချိန်တာတို့ရှေ့နောက်ချိန်တာတို့အမှတ်ပုံနေမွေးနေလေးတွေမှာလာလေးတွေချိန်တာအဲ့ဒီလိုချိန်ပြီးတော့ဒီမှာစရင်ပေးလိုက်တာနဲ့နင်တို့ကိုဘိုက်ရိုက်ပေးတာဒီကဘတ်စရင်တွေကမြန်မာနိုင်ငံကိုမပို့ဘူးမပို့တာဖြစ်တဲ့အတွက်နင်တို့ဒီမှာလာနေတာကိုနင်တို့နင်တို့မှလွဲ၍နင်တို့ပါဇက်ကထုတ်မပြောသူနင်တို့ကိုဘယ်သူမှမသိဘူးမတည်ဘူးဆိုတော့ကိုကကောင်းကောင်းလေးနေလို့ရတယ်ကိုလည်းအေးအေးချမ်းချမ်းနေလို့ရတယ် ဟုတ်ပြီလားအဲ့ဒီလိုနေအဲ့ဒီလိုနေကြငါစိတ်ကောင်းနှလုံးကောင်းနဲ့နင်တို့ကိုပြောပေးတာအဲအဲ့ဒီကနေမှ CI နေရိုက်ပေးပေးနင်တို့ကထိုင်းနိုင်ငံတနိုင်ငံလုံးသွားချင်တယ်ဆိုလို့ရှိရင်အဲ့ဒီ CI စာအုပ်ရိုက်တဲ့ချိန်ကျရင်ဒီဘတ်ထဲကနံပါတ်တိုင်းပဲ CI စာအုပ်ရိုက်လို့ရတယ်အဲ့ကြလို့ရှိရင်လည်းဒီတန်ရုံးကိုနင်တို့ကြောက်စရာမလိုဘူးခတ်တီတီနဲ့ရိုက်အဲ့ဒီလိုနေလို့ရတယ်အဲ့ဒါနင်တို့ရေနင်တို့ဘဝအတွက်လွတ်ရလွတ်ကြောင်းပဲနော်အဲ့ကြကျွန်တော်တို့ကမိသားစုရှိတယ်ဆရာမဘလို့လုံးဝမလဲတခါတည်းအကြံပေးမယ် မိသားစုရှိလို့ကိုကအစင်ပြေတဲ့လူဆိုရင်ကို့မိသားစုကိုကိုကဒီမြန်မာနိုင်ငံအနေမှာမထွက်ခွင်6လတစ်နှစ်အလိုမှာကို့မိသားစုကိုအရင်ဆုံးထိုင်းနိုင်ငံကိုရောက်အောင်ပို့ပို့ပြီးတော့မှကိုကထွက်ဒါပတ်စံရှိတဲ့လူတွေပတ်စံမရှိတဲ့လူကြတော့ဒီလိုလို့ကို့တယောက်ထဲကိုထွက်ဖို့ပတ်စံကိုစုလိုက်အနည်းဆုံးမြန်မာငွေ2သိန်း2သိန်းရနေမှာ9သိန်းထိစုလိုက်စုပြီးသွားလို့ရှိရင်နော် ဒီမြန်မာပြည်ကနေမှထိုင်းကိုလာလို့ရှိရင်เนาะဖះသုံးစုလမ်းရလာရင်ဟိုဘက်ဒီဘက်ကြော်ယုံပဲတောက်ရင်းမြစ်ကလာရင်လည်းရတယ်เนาะအဲ့ဒီရောက်တဲ့နေရာမှာကိုကရောက်တဲ့နေရာမှာရှိတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရည်ကြီးတာအဲ့လိုလုပ်နိုင်ရင်ထမင်းတငတ်မငတ်ဘူးအဲ့ဒီလိုလာတဲ့အချိန်ညဘလို့လာမလဲဆိုတော့နင်တို့ရှည်တန်းသွားတဲ့အချိန်ဟုတ်လားနင်တို့တနေရာမှာလုံခြုံရေးကင်းလုံနေတဲ့အချိန်မှာနင်တို့ပျောက်သွားသလိုမျိုးနင်တို့သေဆုံးသွားသလိုမျိုးအဲ့လိုမျိုးထင်အောင်လုပ်လိုက်အဲ့ဒီလိုမျိုးနဲ့နင်တို့လစ်လာခဲ့ နော်အဲ့ကြရင်နောက်ကမိသားစုတွေအတွက်အဆက်မရှိတဲ့လူတွေအတွက်ပြောတာနောက်ကမိသားစုတွေအတွက်နောက်ကမိသားစုတွေကိုစစ်တပ်ကအကြမ်းဖက်တာ ဟုတ်လားစစ်တပ်ကပြောမှဆိုစစ်တပ်ကအကြမ်းဖက်တာစစ်တပ်ကစစ်ဆေးတာမယုံသင်တာဖြစ်เสียမရှိတော့ဘူးဘာဖြစ်လို့လဲနင်တို့လုံခြုံရေးယူရင်းနဲ့ပျောက်သွားတာလေနင်တို့ရှီတန်းသွားရင်းနဲ့ပျောက်သွားတာဖြစ်တဲ့အတွက်စစ်တပ်ကနင်တို့ကိုတေသွားသလားဟုတ်လားတစ်ဖက်လူကဖမ်းသွားသလားအဲ့ဒီလိုပဲထင်ပါ အဲ့တော့နင်တို့ကတိတ်တိတ်ကလေးနေပြီဒီမှာပတ်စံရှာရှာပြီးမိသားစုကိုဆက်သွယ်တဲ့အချိန်မှာကို့ဘက်ကမိသားစုတစုလုံးပြန်ခေါ်နိုင်ပြီလားပြန်ပြီးတော့ကို့နေရာကိုခေါ်နိုင်ပြီလားခေါ်နိုင်တဲ့အချိန်ကြီးမှာကိုကခေါ်ပြီးတော့မိသားစုကိုတင်အဲ့ကြတော့ခိုးမတကယ်လို့နင်တို့မိသားစုကိုမခေါ်နိုင်သေးချိန်မှာနင်တို့မိသားစုတွေအအဲ့အန္တရာယ်ရှိတယ်မရှိတော့ဘူးအသက်အန္တရာယ်ကင်းသွားနေတော့မဆက်သွယ်နဲ့မိသားစုမိသားစုကိုမဆက်သွယ်နဲ့เนาะခဏလေးတော့လွမ်းရတာပေါ့မဆက်သွယ်ဘဲနဲ့နေ အဲ့ဒါဆိုမိသားစုကလည်းဟုတ်တယ်ကျမယောက်ျားဆက်သွယ်မရတော့ဘူးကျမသားဆက်သွယ်မရတော့ဟုတ်တယ်ကျမအကိုဆက်သွယ်မရတော့သေးပြီအဲ့ရဲလက်ဆုံးသူကသွင်သွင်မသွင်နေကြိုက်တယ်လို့လုပ်ပါစေအဲ့ဒါဆိုရင်နောက်ကမိသားစုလည်းအန်တီရဲကင်းတယ်ကိုပက်ဆန်ရှိလို့အလုပ်လုပ်ပြီးပြန်ခေါ်လို့ရတယ်အဲ့ဒီလိုလုပ်ဟုတ်ပြီလားနင်တို့အဲ့ဒီလမ်းကြောင်းဒီတက်တော့လိုက်ပေါ်မှာအဲ့ဒီလိုလမ်းကြောင်းပေးတာငါတယောက်ပဲရှိသေးတယ်နော်အဲ့ဒါနင်တို့ငါ့ကိုဆဲရကြိုးနဲ့အောင်လို့နင်တို့ငါပြောပြီးတယ် နော်မှတ်သွားတယောက်တယောက် share သွားဝန်ထမ်းတွေလည်းအဲ့ဒီလိုလုပ်ပြီးလာလာလို့ရတယ်နော်ဒီရောက်လို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ပုတ် စိတ်ယုတ်ကိုယ့်ရဲ့အာနာရှင်လက်အောက်မှာနေတဲ့စိတ်တွေကိုတော့ထားခဲ့ဒလန်လှုပ်ချင်တဲ့စိတ်ဟုတ်လားပြည်သူကိုတတ်ချင်ဖြတ်ချင်တဲ့စိတ်ပြည်သူကိုတွေ့တာနဲ့အနိုင်ကျင့်ချင်တဲ့စိတ်အဲ့ဒီစိတ်တွေကိုထားခဲလိုက်တော့ထားခဲ့ပြီးတော့လူသစ်ဘဝသစ်စိတ်သစ်နဲ့ကိုယ့်ကိုယ်ကိုကောင်းအောင် နေမဲဆိုတဲ့စိတ်ကိုမွေးနိုင်မှအဲ့ဒီလိုလား နော်ဝေနှန်းဆိုလဲလာလို့ရတယ်တက်မတော်သားဆိုလဲလာလို့ရတယ်မကြောက်နဲ့အဲ့ဒီလိုလာကနေလို့တေချာပေါက်နေလို့နံပါတ်1အဲ့ဒီလိုလာရင်ဘာဖြစ်မလဲနံပါတ်1ငါအာမခိုင်တာနေလို့ရအသက်အန္တရာယ်မရှိတော့နော်ပြည်သူရမုံညင်းရတယ်နေလို့လွတ်မယ်နေလို့နောက်သေလို့ရှိရင်တော့ငရဲမရောက်တော့ရှင်းလား နော်အဲ့အဲ့ဟာတော့တီတာပေါက်ရမယ်အဲ့ဒါအာမခံလာမင်းနဲ့ကို့လောက်ရပုံမှာမူတည်တယ်အာမခံတယ်လေနင်တို့ကတက်မတော်ထဲမှာရှိတဲ့အောက်တန်းစားစိတ်တွေမရှိဘူးဆိုရင်ဒီမှာသူများနိုင်ငံမှာနင်တို့အဖမ်းစီးခံစီရမလို့နင်တို့စိတ်ကို လုံးလုံးချလိုက်ကို့စိတ်ကိုအလုတ်ကိုကောင်းကောင်းမွန်မွန်လုပ်မယ်ဆိုဒီကလည်းဘယ်ဘယ်တတိပဲဖြစ်ဖြစ်အလုတ်သမားကောင်းကိုစုံရှုံးမှကြောက်တယ်ကို့စိတ်ကတော့ကောင်းအောင်ကြိုးစားပေါ့ကို့စိတ်ကိုပြင်နော်ဒါကတော့နင်တို့ဘောမှတို့ ငါဆရာတယောက်နေနဲ့မြစ်တာထားပြီးပြောပြတာเนาะဒါခုနှစ်သားသမီးဆိုပြီးတော့နင်တို့စိတ်ကောင်းတဲ့လူလေးတွေထွက်ပေါက်ရပြီးလွတ်စေခြင်းနဲ့เนาะငါအနေနဲ့ကတော့ပြောမယ်ဆိုရင်အကုန်လုံးလွတ်မြောက်လေးကောင်းလေးပဲเนาะဘာပြောလို့လဲဆိုအဲ့ဒါမှမြန်မာပြည်ငြိမ်းချမ်းမှာအေးချမ်းမှာလေငါလေး နင်တို့လိုမျိုးလေနင်တို့တွေ့ဘူးတဲ့လူမျိုးငါရှိမလားလို့ရှင်ရန်သူဆိုရင်ငါတတ်မှန်မထောက်နင်တို့ကတော့ငါအောင်ပါနင်တို့ဖေချောင်းပြောလို့ရှင်နင်တို့ငါ့ကိုဆဲနေနာပြီးတော့နော်သိလားကိုဘွားလေးကိုတနာကြအကိုဘွားလေးကိုလွတ်အောင်ယုံကြကြားလားဒါပဲကဲပြည်သူအားလုံးစင်တော့မယ်နော်ညကြမှာပြန်တွေ့မယ်ဆရာမမြကြခင်အကောင့်နံပါတ်ကိုသုံးလုံးမှာည၈နာရီပေါ့နော်ည၈နာရီကြာလိုက်ရှိပါမယ်နော် ဒီနေ့မညနေခေါ်တဲ့ဟာကိုနားမလဲလူတွေရှိညာ၈နာရီလိုက်မှလာကြည့်ပေးပါအားလုံးကျေးဇူးတင်ပါတယ်ဆရာမဆင်းအောင်မယ်နော်